ဘယ်တော့မှမမြင်ဘူးလောက်အောင်ထူးခြားတဲ့လူတစ်ယောက်ကတံပိုင်လုံးနဲ့သစ်သားပြားတွေကိုပေါင်းဆက်ပြီးတစည်းတဲသောစူပါကစားစရာပြိုင်ကားကိုဖန်တီးလိုက်တာကိုတွေ့လိုက်ရတယ်။နောက်ဆုံးထိကြည့်ပြီးမှပဲတကယ့်ပညာရှင်တွေဟာလူများကြားမှာရှိနေတယ်ဆိုတာကိုနားလည်သွားရတယ်။သူ့သားလေးကိုကြောင်းမှာသူ့ဖေကအနန်ဆိုးထွက်တဲ့ပရန်သမားတစ်ယောက်ဖြစ်လို့အယုတ်ကားကောင်းကောင်းတစည်းအောင်ဝင်မပေးနိုင်ဘူးလို့တငယ်ချင်းတွေကလှောင်ပြောင်တာကိုမခံမရနိုင်ဖြစ်ပြီးနှစ်ပေါင်း20ကျော်သစ်သားပပုပညာအတွေ့အကြုံရှိတဲ့လူငယ်လေးကသူ့သားကိုကွန်ပျူတာရှေ့မှာသူ့ကြိုက်တဲ့ဇိမ်ခံကားကိုရွေးခိုင်းပြီး ဒီဇိုင်းပုံစံတစ်ခုလုံးရေးဆွဲလိုက်တယ်။စမွတ်အင်ဂျင်နီယာចောင်းစင်းဖြစ်တဲ့သူရခမရဲ့ညီကိုခေါ်ပြီးစတင်လုံဆောင်လိုက်ကြတယ်။သူရဲ့စီစဉ်ကိုရက်ွက်ထဲကလူတွေတီသွားတဲ့အခါတန်တရားတွေအများကြီးထွက်ပေါ်လာတယ်။ဒီလူငယ်နှစ်ယောက်ကအိမ်မက်တွေရှိတာကောင်းပါတယ်။ဒါပေမဲ့ဒါကဖြစ်နိုင်ခြင်းမရှိတဲ့အရာပါ။မင်းတို့နှစ်ယောက်နဲ့ဘယ်လိုလုပ်ပြီးလုံနိုင်မှာလဲလို့ပြောဆိုကြတယ်။လူငယ်လေးကတော့တခြားသူတွေပြောတာကိုဂရုမစိုက်ပဲကားစီလုံးကိုဖန်ပြီးဖို့အတွက်ကိုပဲအာရုံစိုက်လိုက်တယ်။မထင်မှတ်ထားပဲလူငယ်လေးနဲ့သူရခမရဲ့ညီတို့ဟာ ရပ်ပေါင်းတရာကြာစ조사အားထုတ်ပြီးတဲ့နောက်မှာအရာအလုံးကိုဘီးစီးအောင်မြင်သွားကြတယ်။ကားတစ်စီးလုံးကတကယ်စစ်လို့ပဲအသက်ဝင်နေပြီးပြန်ငါထုတ်လုပ်တဲ့ကုမ္ပဏီတော်မှာအလုံးမင်းလေးစားနေရတယ်။တံပိုင်လုံးနဲ့ဂေးစော်ထားတဲ့ကားပေါင်ကအလုံးခိုင်ခန့်ပြီးတစ်သားကိုယ်တွေကတော့ထူးခြားစွာလှပနေတယ်။အယောင်ဆုံးနဲ့မီးရောင်တွေကအလုံးခံကြတယ်။လူငယ်လေးဟာအဲ့ဒီကားနဲ့သူ့သားကိုကြောင်းဖို့လိုက်တော့လမ်းတစ်လျှောက်မှာလူအများပြားကိုဆွဲဆောင်နိုင်ခဲ့တယ်။ကြောင်းခေးရှိမှဆိုရင်ပိုပြီးတော့အောင်စူညံသွားတယ်။ ចောင်းသားတွေကပဒေမောက်တွေကိုကပ်ပြီးကြည်နေကြပြီးမိဘတွေကလည်းဖုန်းအနေနဲ့ဓာတ်ပုံရိုက်ပြီး Facebook မှာတင်နေကြတယ်။သူ့တောင်းကိုတစ်ချိန်ကလောင်ပြောင်ခဲ့တဲ့ကလေးရဲ့မျက်လုံးတွေကလည်းပြူးသွားတယ်။လမ်းမဖြတ်သွားတဲ့တတိယတယောက်ကသူ့တောင်းအတွက်တသိန်းနဲ့ဝယ်ကျင်တယ်လို့ကန်လန်းလာတယ်။လူငယ်လေးကခေါင်းယမ်းပြီးသူ့တောင်းကောင်းကို ပုတ်တက်လိုက်တယ်။ဒါကကျွန်တော်တောင်းအတွက်လက်ဆောင်မှာဘလောက်ပေးပေးမရောနိုင်ဘူးလို့ပြောလိုက်တယ်။သူ့တောင်းလေးကဘေးကုန်မှာထိုင်ပြီးအရင်ကားထက်ပိုပြီးဂုံယူနေတယ်။ ဒီကားကမြင်မြင်မမောင်းနိုင်ပေမဲ့ဖောက်ကင်တယောက်ရဲ့စိတ်ဓာတ်နဲ့နူးညံ့သိမ်မွေ့တဲ့ချစ်ချင်းမြတ်တာကိုတင်ဆောင်ထားတယ်။သူ့ရဲ့ကောင်းဆုံးလက်ရာနဲ့သူ့သားကိုလှောင်ပြောင်ခြင်းမခံရအောင်ကာကွယ်ပေးလိုက်တာပဲဖြစ်တယ်။ဒီစိတ်ဓာတ်ကတကယ်တော့အလွန်အဖိုးတန်တယ်။လူငယ်လေးကဘယ်ပြိုင်ကားကိုနမူနာယူပြီးဒီကားကိုဖန်နှီးခဲ့တာလဲ။ပြီးတဲ့သူရှိရင်ထင်မြင်ချက်ကိုရေးပေးကြပါဦး။ဒီနေရာမှာလူငယ်လေးနဲ့သူ့ရဲ့ကမရဲ့ညီတို့ရဲ့လက်ရာဆက်ဆက်စူပါကစားစရာပြိုင်ကားကိုဖန်နှီးခဲ့တာပြီးဆုံးသွားပြီဖြစ်ပါတယ်။ ။ဒီရောင်ကိုဆုံးထိကြီးခဲ့တဲ့သူတွေဟာအလွန်ထူးခြားတဲ့လူငယ်လေးကိုအားပေးကြလိမ့်မယ်လို့ယုံကြည်ပါတယ်။မင်းတို့ရဲ့အားပေးမှုဟာဒီလိုလဲရမြောက်တဲ့ပညာရှင်တွေအတွက်ဆက်လက်ဖန်တီးနိုင်တဲ့အားတစ်ခုဖြစ်နေပါတယ်။အလွန်ကျေးဇူးတင်ပါတယ်။နောက်ဆုံးအနေနဲ့ကားကိုယ်ရေတစ်ခုလုံးကိုဆေးမုတ်လိုက်တဲ့အခါအရာအလုံးပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီလူငယ်လေးရဲ့ထူးခြားတဲ့စိတ်ကူးနဲ့အမှုပညာလက်ရာကိုလေးစားမဆုံးဖြစ်နေရပါတယ်။ဒီလိုမိုက်တဲ့စူပါပြိုင်ကားကိုကလေးတွေမကားဘူး။ကျွန်တော်တို့300လာကျော်အရွယ်ကလေးငယ်တော်မှာတစည်းလိုချင်နေတယ်။ ဒီဖန်တီးမှုကိုအမှတ်တရမှာဘလောက်အမှတ်ပေးမလဲမှတ်ချက်ပေးဖို့ကြိုးဆိုပါရစေ။ကြိုင်းနှစ်သက်ရင် like ပေးပြီး follow လုပ်ထားပေးပါဦးနော်။နောက်ပိုင်းတွေမှာပုံမကောင်းမွန်တဲ့အရာတွေရှိပါသေးတယ်ဗျာ။